န်လေးမြို့ Great Wall Hotel ဒီကနေ့မှာပြိုကျပြီးတော့အပြက်စီးတွေကြားကရုပ်လောင်း80ကျော်တွေ့ရှိမန်လေးမြို့မှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်မှာတော့ဗလင်တန်တင်ခဲ့ရတဲ့ Great Wall Hotel ဟာဒီကနေ့အေပီလာ6ရက်နေ့မနက်7:00ခွဲကမှာပဲပြိုကျသွားခဲ့တယ်လို့ Flight အဖွဲ့ထံကသိရပါတယ်ကျွန်တော်တို့ကဖုန်းเจ้าမှာသမင်းသွားလှူဖို့သမင်းတုပ်တွေသွားတက်နေတဲ့ချိန်မှာပဲ ဘုံလဲဆိုတဲ့အတန်နဲ့အတူလဲကျသွားတာပါကျွန်တော်တို့အဖွဲအဲ့ဒီလမ်းထိပ်ရောက်မှပြိုကျတာဆိုတော့အားလုံးမြင်လိုက်ရပါတယ်အထဲမှာကဲတဲ့ရည်ရှိမရှိဒဏ်ရရတဲ့သူရှိမရှိဆိုတာကတော့သိချာမသိရသေးပါဘူးအဲ့ဒီနေရာကိုလဲအရင်ရှိတဲ့အဆောင်အဖြစ်တတ်မှတ်ထားလို့အပြင်အဖွဲတွေလည်းဝင်လို့မရပါဘူးလို့ပရိုက်တာတမတယောက်ကပြောပါတယ်ဒီကနေ့မွန်လဲပိုင်းမှာတော့မန္တလေးမြို့ Great World Hotel မှာပြိုကျပျက်စီးခဲ့တဲ့နေရံတွေနဲ့အပျက်စီးတွေပြိုကျမှုကြောင့် တေဆုံးသူ80ဦးတက်မလဲတွေ့ရှိခဲ့ရလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ငလင်တန်းကြောင်းအဆောင်ဟောရှေ့ကိုတိမ်ဆုံးသွားစေခဲ့ပြီးတော့အလားလာရှိတဲ့အသက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်နိုင်ဖို့နဲ့ရုပ်လောင်းတွေကိုပြန်လည်ဆယ်ယူဖို့ရက်အတန်းစာစ조사ခဲ့ပြီးတဲ့နောက်မှာတော့ရုရှားပီလာဝုစ်နဲ့တရုတ်နိုင်ငံတို့ကအဖွဲ့ဝင်တွေအပါအဝင်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်တွင်းအဖွဲ့တွေကနိုင်ငံတွင်းနဲ့အပြည့်စည်းတွေကို ဒီကနေ့မုံလန်ပိုင်းမှာစတင်ဖေရှားခဲ့လို့ဒေသခံတွေကပြောပါတယ်။အဲဒီနောက်မှာတော့အဆောင်အပြိုကြောင့်ဖြစ်ပွားခဲ့ပြီးမယ်လေ။ကစေးဟိသမားတွေနဲ့စေစနာဝန်ထမ်းတူတယောက်ကမှထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။တေဆုံးသူရုပ်လောင်း80တဲ့မနေ့ကိုလည်းရှာဖွေတွေ့ရှိထားပြီးစေယူထားရလို့သိရပါတယ်။ဆိုပါဂရေဝါဟိုတယ်မှာရှစ်ထပ်ရှိပြီးမင်းကြီးတက်တဲ့ပထမတက်မှာငလင်လုတ်ခတ်ပြီးတဲ့နောက်မှာတော့ပြိုကျပြီးနှစ်လွာကလည်းရှစ်လွာထိကျန်ရှိပြီးတော့သက်ဆိုင်ရာကယ်ဆယ်ရေးဖွဲ့တွေက အဲ့ဒီဟိုတယ်ကိုအရင်စီအဆောက်အဦဖြင့်သတ်မှတ်ထားပါတယ်မတ်လ30ရက်နေ့မှာမြန်မာနိုင်ငံဘီတက်ဦးစီးဌာနကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာအိန္ဒိယနိုင်ငံမှာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ Grey War Hotel မှာကုညီလုပ်ငန်းတွေကိုစတင်ခဲ့ကြပါတယ်မတ်လ31ရက်နေ့မှာတော့မီတက်ဦးစီးဌာနမှာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေပြုံနဲ့ရုရှားနိုင်ငံမှာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကကိုဝင်ဆောင်မျိုးသမီးတူဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးတော့ တေဆုံးသူမျိုးသားတူမျိုးသမီး၃ဦးရဲ့ရုပ်လောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ရလို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲဒီလိုရှာဖွေမှုတွေလုံဆောင်ပြီးတဲ့နောက်မှာတော့ဟိုတယ်အုပ်ချုပ်ရေးဘက်ကကယ်ဆယ်ရေးလုပ်ငန်းတွေကိုကတ်တတ်မှုတွေရှိလာတဲ့အတွက်ဟိုတယ်မှာပြင်မိနေတဲ့သူတွေရဲ့မိသားစုဝင်တွေဟာဟိုတယ်ရှိ လမ်းမေးမှာလက်အုပ်ချီတောင်းပန်ပြီးတော့ရှာဖွေမှုတွေဆက်လက်လုံဆောင်ပေးဖို့တောင်းဆိုတဲ့ဗီဒီယိုဖိုင်တွေဟာလူမှုကွန်ရက်တွေမှာပြန့်နှံ့လာပြီးတဲ့နောက်မှာတော့ ခရီးဟိုတယ်ကရှာဝေးလုပ်ငန်းတွေကိုပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။